အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကတပတ်တာမြန်မာဘောလုံးနဲ့အခါသတင်းတွေအကြောင်းကိုလည်းဆက်ပြသမှာဖြစ်ပါတယ်အာဆီယံမြို့သမီးယူ16ချန်ပီယံရှစ်ဆီမီဖိုင်နယ်ပွဲစဉ်မှာမြန်မာအသင်းကထိုင်းအသင်းကို၅ကိုတခုနဲ့ရှုံးနိုင်ခဲ့ပါတယ်ယခုနှစ်မြန်မာ National League က2025 Group A အုပ်စုဒုတိယနေရာကနေ Quarter Final ကိုတက်ရောက်သွားခဲ့တဲ့ဒဂုံဘော FC အသင်းရဲ့အတိုက်အဆင်မှုဖြစ်တဲ့ Guy Michael ကခြေစမ်းပြပြီးတော့တင်ကို6ကိုနဲ့ကိုသိန်းများသောစီးရင်မှာဒုတိယနေရာမှာရပ်တည်နေပါတယ် မနေ့ကမြန်မာ National League အဆင့်30မှာရည်တည်နိုင်ခဲ့တဲ့တကုံပေါ်အသင်းရဲ့အသင်းရဲ့အဓိကတိုက်စင်မှုဖြစ်တဲ့မုံဂူကိုရန်ကုန် United အသင်းကိုလက်လွတ်ခဲ့ရပေမဲ့လည်း Michael ရဲ့အသင်းကိုယ်တွေနဲ့အခုနှစ်မြန်မာ National League ရဲ့ Quarter Final ကိုတက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ International Player Transfer Market အရကင်မရွန်နိုင်ငံသားဖြစ်သူအသက်19နှစ်အရွယ်ရှိတဲ့ Michael က Euro 5သိန်းတန်ကြီးရှိတဲ့သူဖြစ်ပါတယ်။ တကုံဘောအစီအစဉ်ရဲ့နောက်ထပ်တိုက်စစ်မှုထုတ်ကုန်သည်ဖြစ်တဲ့ Michael ရဲ့တွင်ကိုတွေကတကုံဘောအသင်းကုန်ရမနက်ရှင်နယ်လီဂ်ကပ်ဘယ်ဆင့်ထီကိုပို့ဆောင်ပေးနိုင်မယ်ဆိုတာကိုစောင့်ကြည့်သွားမှာဖြစ်ပါတယ်။မြန်မာလေးသင်္ကေတသမားတိုက်စစ်မှုတရားစော်နဲ့ခမာကလက်အာဂယာဝေါ်အသင်းတို့လမ်းခွဲလိုက်ပြီးဖြစ်ပါတယ်။ UFC 317ရဲ့ main card ထဲမှာပါလာတဲ့ Joshua Van ရဲ့ design 29ရက်နေ့တင်ပြမှုနေမှာကျင်းပတော်မှာဖြစ်ပါတယ်။ UFC 317မှာ Ranky 1နဲ့ Van ကရှင်ပြိုင်ထုတ်သွားမှာဖြစ်ပါတယ်။ မြန်မာလေယာဉ်နဲ့ဟန်တာဝရယူနိုက်တက်ကစားသမားဟောင်းနေမိုးနိုင်ရဲ့ဒူးတန်ရာခွဲစိတ်ကူတာမှုအောင်မြင်ကြောင်းကုကကန်ရှင်နေမိုးနိုင်ကပြောပါတယ်။နေမိုးနိုင်ရဲ့ဒူးတန်ရာခွဲစိတ်ကူတာမှုကုန်ကျစရိတ်အလုံးကိုမြန်မာနိုင်ငံဘောလုံးခွဲချုပ်ကအကုန်ကျခံကူတာပေးခဲ့တာဖြစ်ပြီးတော့ရန်ကုန်မြို့စကူတာစေယုံမှာခွဲစိတ်ခဲ့တာဖြစ်ပါတယ်။မြန်မာ National League ကအုပ်စုပွဲစဉ်တွေပြီးမှတော့ကိုသိန်းများဆုံးဆင်းမှာ Don Star United အသင်းရဲ့တိုက်စင်မှုရဲ့ကြောထွေးကတင်းကို9ခုနဲ့ဥဆောင်နေပါတယ်။ တကုံဘောအစီအတင်ရတိုက်စင်မှုမိချေရတော့အတွင်းကိုချကိုနဲ့ဒုတိယနေရာမှာရက်တည်နေပါတယ်။ရန်ကုန်ယူနိုက်တက်အတင်းနဲ့ Glory ကိုအတင်းတို့ခြေစမ်းပွဲကစားခဲ့တဲ့အခါမှာရန်ကုန်ယူနိုက်တက်တင်ကငါးခုတခုနဲ့အနိုင်ရရှိခဲ့ပါတယ်။လည်းရင်းတင်ကစားသမားချိုးရန်ကုန်ယူနိုက်တက်အတင်းနဲ့ပြန်လည်ပူးပေါင်းလာသလိုအတွင်းကိုတွေကိုတော့မျိုးဆက်ပိုင်းမဟုတ်ဘူးတာယာဝင်းထက်ရဲလင်းထက်နဲ့အီဆိုးတို့ကအတွင်းပေးခဲ့ကြပါတယ်။ ရှန်ကွန်ယူနိုက်တက်အသင်းကမြန်မာ National League ကွာတာဖိုင်နယ်ကိုအဆုပထမနဲ့တက်ရောက်ထားပြီးတော့ဇွန်လ16ရက်နေ့မှာ Group C ရနေဒုတိယရတဲ့အသင်းနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။အဲ့ဒီအပြင်ရန်ကွန်ယူနိုက်တက်အသင်းက AFC Challenge League Preliminary Stage မှာ Lao Club, Lao Champion, Ezio အသင်းနဲ့ August 12ရက်နေ့မှာတက်ရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။ ရန်ကုန် CTFC ရဲ့မြို့သမီးဖူဆဲအတင်းကမြန်မာမြို့သမီးဖူဆဲလေးပြိုင်ပွဲစဉ်တအဖြစ်မင်္ဂလာတုံး CTFC အတင်းနဲ့ရှင်းပြကစားခဲ့တဲ့အခါမှာရှီကိုပြည်နယ်အနိုင်ရရှိခဲ့ပြီးတော့အမတ်ဘေးစရာကိုထိတ်ဆုံးမှဥဆောင်နိုင်ခဲ့ပါတယ်ရခိုင်ယူနိုက်တက်အသင်းက ISP အသင်းနဲ့နှစ်ကိုးစီတေးကြခဲ့တဲ့ပွဲစဉ်ပြီးမှ quarter final အဆင့်ကိုတက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ရခိုင်ယူနိုက်တက်အသင်းကအုပ်စုပွဲစဉ်၄ပွဲကစားပြီးမှ၂ပွဲနိုင်၂ပွဲသေးရလဲရရှိပြီးတော့ရမတ်ရှစ်မှတ်နဲ့ပြန်ပတ်ဟန်တာရိုးရနိုက်တက်အသင်းနဲ့ရမတ်တူကဲတော့လဲ ကိုကောကချာချက်နဲ့အုပ်စုပထမနေရာရရှိခဲ့တာဖြစ်ပါတယ်။ Quarter Final ပွဲစဉ်အဖြစ် AR United အတင်းနဲ့ဇွန်လ19ရက်နေ့ညနေ3:00နာရီခွဲအချိန်မှာ YUSC ကွယ်မှာရှင်မြန်ကစားသွားမှာဖြစ်ပါတယ်။ချင်းကွန် United တင်ကမြန်မာ National League က Quarter Final ပွဲစဉ်အဖြစ် Hata United အတင်းနဲ့ဇွန်လ19ရက်နေ့ညနေ3:00နာရီခွဲအချိန်မှာသူ့နောက်ကွယ်မှာရှင်မြန်ကစားသွားမှာဖြစ်ပါတယ်။ ချောင်းကွန်ယူနိုက်တက်တင်က AFC Challenge League Playoff ပေါ်စဉ်အဖြစ်လာအိုချန်ပီယံ Easy Raw အတင်းနဲ့ဩဂလ12ရက်နေ့မှာလာအိုမှာတွားရောက်ရှင်ပြန်ကစားသွားရမှာဖြစ်ပါတယ်။မြန်မာ National League U21 U2025 အမှတ်ပေးဘောလုံးပြိုင်ပွဲပထမကြိုးပွဲစဉ်နေပြီးမှာရောင်ယူနိုက်တက်တင်ကအမှတ်ပေးစရာထိတ်ဆုံးမှာယက်တည်နေပါတယ်။ မြန်မာလေယာဉ်စဉ်ပြည်သူ့ဘောလုံးအသင်းက2025ခုနှစ်အတွက်အရေးကြီးဆုံးပြိုင်ပွဲဖြစ်တဲ့ AFC Women Asian Cup Qualification နဲ့ AFL Women Championship တို့မှာပါဝင်ရှင်နိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေပြုလုပ်နေပြီးတော့နောက်လာမယ့်ရက်လအနေငယ်မှာပြိုင်ပွဲတောက်လျှောက်ရှင်နိုင်ကစားသွားရမှာဖြစ်ပါတယ်။မြန်မာမျိုးသမီးတင်က International အဆင့်နေမှာထပ်မံတိုးတက်ဖို့အတွက်ဒီပြိုင်ပွဲတွေရဲ့ပွဲစဉ်တစ်ပွဲစီတိုင်းကအရန်ကိုအရေးကြီးလို့မှာတယ်။မြန်မာဘောလုံးပရိသတ်တွေအတွက်ပျော်ရွှင်ပေးဆပ်နိုင်ဖို့အတွက်လည်းမျှော်လင့်ပါတယ်။ အားလုံးပဲကုဗီဒီယိုကိုချန်နယ်တက်တဲ့ဆိုရင် subscribe like and comment လေးပြုလို့တော်ပေးခဲ့ကြပါနောက်ထပ်အခုလိုတင်ဆက်မှုတွေမှာပြန်လည်ဆုံးမိကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်